ားလုံးကလိုပြီပါအခုတော့ပြပြပြမှာတော့ဆရာမနိုင်နိုင်စနီတော်ဆက်ပြောင်းထားတဲ့ကျွန်တော်ပါပါရှင်ဖြစ်ပါတယ်ဆရာမအားလုံးပဲမင်္ဂလာပါရှင်ရောပြည်သား channel မှာလည်းကြိုဆိုလိုက်ပါတယ်ဒီနေ့မှာလည်းဆရာချမ်းမြင့်ဝင်ဘာသာပြန်ရေးသားထားတဲ့အားရစိတ်တန်းဆိုတဲ့စာအုပ်လေးကိုအပိုင်းဆက်အနေနဲ့ဆက်လက်ပြန်ပြပေးသွားမှာဖြစ်ပါတယ်အားရစိတ်တန်းအပိုင်းကို ်တန်တိုင်ထံတန်တိုင်ထံချလုံဆောင်ခြင်းနဲ့တာဝန်ပတ်သက်ခြင်းဒီနှကိုဟာမတူပါတာဝန်ပတ်သက်ရုံလောက်နဲ့ဆိုရင်ကျွန်တော်တို့ရဲ့စိတ်စိတ်အင်အားတွေကိုယ်ခွန်အားတွေအပြည့်ပေးရမလို့ဘူးကြာဆုံးသွားလဲပြဿနာမရှိဘူးတန်တိုင်ထံချပြီးလုံဆောင်တော့မယ်ဆိုရင်တော့အနိုင်နဲ့အရှုံးဟာအရေးကြီးလာပြီးအောင်မြင်မှဖြစ်မယ်ရင်းထားရတာတွေပုံများတယ်ဒီနှစ်ခုကိုတည်တည်ချာချာ꿰ပြသိမြင်ဖို့အရေးကြီးတယ် ဥရောပသားတွေဟာတနိဋ္ဌာန်ချလုံဆောင်တဲ့နေရာမှာအားနည်းလွဲ့နေတဲ့အမခုံးရဘူးတဲ့အမေရိကန်တွေကပြောကြတယ်ဒုတိယကမ္ဘာစစ်တုန်းကဖြစ်ရကိုကြည့်ပါအဲ့ဒီတုန်းကအင်္ဂလိပ်တွေနဲ့ဂျာမန်တွေစစ်ဖြစ်နေတယ်အင်္ဂလန်က အမေရိကန်ရဲ့စစ်ကူပေါ်လိုအပ်နေတယ်ဒါပေမဲ့အမေရိကန်ကမကူညီချင်ဘူးအင်္ဂလိပ်တွေကမယုံဘူးအင်္ဂလိပ်တွေကမပြတ်သားဘူးလို့ထင်တယ်အင်္ဂလိပ်တချို့ဆိုရင် ဂျမန်တွေစီမှာအညံ့ခံလိုက်ဖို့ပြင်နေပြီဒီတော့အမေရိကန်ကဗြိတိရှ်တွေနဲ့မပေါင်းချင်ဘူးစိတ်မချဘူးဒါပေမဲ့ပြင်သစ်အင်္ဂလန်ရဲ့ဆန်ဆန်ရေးကိုထာဝရစိမဲဆိုးပစ်လိုက်ရစိပက်စိမဲဆိုးပစ်လိုက်တဲ့ခြေရက်တစ်ခုကြောင့်အမေရိကန်တွေရဲ့သဘောထားလုံးဝပြောင်းသွားတယ်ပြင်သစ်ကဂျမနီကိုအရှုံးပေးလိုက်ပြီးပြင်သစ်ရဲ့တပ်ရဲ့တင်ပေါ်တွေကိုပါဂျမန်လက်ထက်အတ်တော်မှာပြင်သစ်တင်ပေါ်တွေကမ္ဘာမှာခေအမီဆုံး ဒီတင်မောတွေသာဂျာမန်လက်ထက်ရောက်သွားရင်မလွယ်ဘူး။ဒါဆိုရင်ပြည်တိုင်ကဆစ်ရှုံဖို့တည်ချသွားပြီးပြည်တိုင်ကညီချုပ်ဝင်းစတန်ချာချီကဒါကိုအပြစ်မခံနိုင်ဘူး။ဒီတော့ပြင်းထန်ရေတက်ရှိရာစက္ကန့်ကို အင်္ဂလိပ်ရေတက်ကိုဆေးလွှတ်လိုက်တယ်။စက္ကန့်နဲ့မလန့်မကန်မှစကန်ချပြီး အောက်ပါရာဇတန်သုံးချက်ကိုပို့လိုက်တယ်။၁မင်းတို့ပြင်းထန်တင်မောတွေငါတို့ပြည်တိုင်ရေတက်နဲ့အတူပူးပေါင်းပြီးဂျာမနီကိုတွန်းလှန်ပါ။၂ မင်းတို့ရဲ့ပြင်သစ်သင်္ဘောတွေကိုကြားခံနိုင်တဲ့ခုခုရဲ့ရေပိုင်းတဲ့ထဲကိုပို့ပါငါတို့လိုက်ပို့ပေးမယ်စစ်ပွဲပြီးတဲ့အချိန်ဒီနေရာမှာပဲဆက်ပြီးနေပါ၃ဒီနှစ်ခုစလုံးကိုမလုံးနိုင်ရင်အခုပဲအဲ့ဒီသင်္ဘောတွေအားလုံးကိုဒီနေရာမှာတင်ဖြစ်စီးပစ်ပါဒီရာဇတန်တော့ဒီရာဇတန်ကိုအကြောင်းပြန်ဖို့အချိန်၆နိုင်ပြီးတယ်ပြင်သစ်ဘက်ကအကြောင်းပြန်လာတယ်ဘာတစ်ခုမှလုံးမပေးနိုင်ဘူးတဲ့ ရေတဲ့ရေတက်ကချက်ချင်းပဲပြင်သစ်ဒီမော်ရီကိုပြစ်ခတ်ပြီးရေမြုပ်ပြစ်လိုက်တယ်။ဘာမှအခုအခံမရှိအခါပဲမရှိတဲ့စကန်နီယာမာရီပြင်းမြုပ်ပြစ်လိုက်တာ။ပြင်သစ်ရေတက်သားတွေထောင်နဲ့ချီပြီးကြဆုံကုန်တယ်။ဒီအဖြစ်ကြောင့်ပြင်သက်ကပြင်သစ်ကအင်္ဂလန်ကိုအခုထိခင်မလက်ခွင့်မလွယ်ဘူး။ဝက်စတန်ချာချီကလည်းဝန်ခံတယ်။ဒီဆုံးဖြတ်ချက်ဟာသူ့ဘဝမှာနောက်တော့အရဆုံးဆုံးဆုံးဖြတ်ချက်ပဲတဲ့။ ဒါပေမဲ့အဲ့ဒီအဖြစ်အပျက်ပြီးသွားတဲ့အခါအမေရိကန်ကအင်္ဂလိပ်တွေကိုစစ်ကူတိုက်ပစ်ဖို့သဘောတူသွားတယ်။ဘာလို့လဲဆိုတော့ဗြိတိန်ရဲ့အနေအထားကိုနားလည်သွားပြီးဗြိတိန်ကဒီစစ်ပွဲမှာပါဝင်ပသက်ရုံမဟုတ်တော့ဘူး။တန်တိုင်းထန်ချပြီးအောင်ဖြစ်ပြီးသားဖြစ်သွားပြီးနောက်ဆုံးဖို့မဖြစ်နိုင်တော့ဘူး။အရာရာကိုစပေးပြီးဒီလိုပြတ်သားမှုကိုပြလိုက်နိုင်တဲ့အတွက်အမေရိကန်တွေကဗြိတိန်ကိုယုံသွားတယ်စိတ်ချသွားတယ်။ကျွန်တော်တို့အင်္ဂလိပ်လူမျိုးတွေအတွက်က ဘာအလုပ်ပဲလုပ်လို့အသေးအတန်စိတ်နဲ့ပြလို့ကိုဝင်နေကြတယ်။အရင်ကြိုးစားနေကြအောင်တော်ယုံနဲ့မပြချင်ကြဘူး။အရင်ကြိုးစားပြီးမှမအောင်မြင်ဘယ်လိုလုပ်မလဲ။အစတွေကမကြိုးစားခဲ့တော့မအောင်မြင်လဲပြဿနာမရှိတော့ဘူးဆိုပြီးတွေးတာပေါ့။အကစားနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့အင်္ဂလိပ်တွေခင်ဗျာတော်တော်အပြောခံရတယ်။တခြားနိုင်ငံတွေကအကစားတစ်ခုခုမှရှုံးသွားခရင်နောက်ကဘယ်လိုပြောင်းလဲပြုတ်ပြရမလဲဆိုတာကိုစဉ်းစားတယ် အများတို့အင်္ဂလိပ်တွေကျတော့ရှုံးကြီးဆိုတာနဲ့တခုခုအကြောင်းပြဖို့ရင်စင်းလာတော့တာပဲတဲ့အကစားတွေမကဘူးဇီဝရေးလူမှုပေါင်းတင်ဆက်ဆက်ရေးတွေမှာလဲကျွန်တော်တို့ဖြစ်တဲ့ဗြိတိရှလူမျိုးတွေကထူးနီး၎င်းပဲအလုတ်အရန်လုံရင်အလုတ်ပဲလုံနေတာလားဆိုပြီးအပြစ်တင်ချင်ကြတယ်မိယာလေးမိယာမိယာလေးပါလေးမတော့ဘူးလားတီဗီလေးပါလေးမကြည့်ဘူးလားအနားမယူဘူးလားအဲ့လိုအလုတ်ပဲလုံနေတာလဲစသဖြင့် ပါဝင်ပသက်ယုံလောက်ပဲဆိုရင်အကုန်လုံးကအားပေးကြတယ်။လောက်ပါပါဝင်ပါပသက်ပါကောက်ပါတယ်ပေါ့။တကယ်တစိမ့်မမတ်အသေးအတန်လောက်ပြီးဆိုတာနဲ့ဟာဒီလိုတော့အလောက်ပြီးပြီးယူသွားပြီဟဲ့ဆိုပြီးအတင်းပြောချင်ကြတယ်။ဒါပေမဲ့တကယ်အောင်မြင်သွားတဲ့သူတွေကိုတေချာလေးလာကြည့်ပါ။ပါဝင်ပသက်ယုံလောက်နဲ့အောင်မြင်သွားတာမဟုတ်ဘူး။သူတို့ဟာတကယ်တနက်တန်မြဲသူတွေဘယ်လိုလုပ်လဲဆိုတာနေပြူဟာ ဘာလုပ်မလဲဆိုတာကမဟာဗျူဟာဒုတိယကဘာစစ်ကိုခြုံကြည့်လိုက်ရင်လူနှစ်ယောက်ဖြစ်ရင်ဂျာမန်ကောင်းဆောင်အဒေါ့ဖ်ဟစ်တလာနဲ့အင်္ဂလန်ဝန်ကြီးချုပ်ဝင်းစတန်ချာချီဖြစ်ကြမြအမန်အမအလုံးကိုခြေရာခံလိုက်မယ်ဆိုရင်သူတို့နှစ်ဦးစီကနေမြပြခံလာတာပဲဝင်းစတန်ချာချီကမဟာဗျူဟာသမားဟစ်တလာကတော့ညီဗျူဟာသမားဒါပေမဲ့သူ့ကိုယ်သူမဟာဗျူဟာသမားလို့ထင်အောင်ထင်မှနေတာ မဟာဗျူဟာဆိုတာက အရာအလုံးကိုခြုံကြည့်တာမိဗျူဟာဆိုတာက အသေးစိတ်ကိုကြင်တွေ့တာမိဗျူဟာသမားတွေကအထူးပြုခြင်းကျင်သူတွေမဟာဗျူဟာသမားတွေကအထွေထွေနားလည်သူတွေမဟာဗျူဟာသမားတွေကမိဗျူဟာသမားတွေကို ထိန်ကွပ်ပြီးလမ်းပြပေးတယ်။ဘာဖြစ်ကျင်လဲဆိုတာကိုပြောတယ်။ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့မပြောတော့ဘူးမလိုဘူး။အထက်ကပြတ်မှတ်ကောတာအာယုံစိတ်နေရာတိုင်းမှာဝန်မပါဘူးဆိုတဲ့သဘော။ မဟာဗျူဟာသမားတွေအတွက်ဒီနီးတာလင်အလုပ်ဖြစ်တယ်အဆင်ပြေတယ်ဝင်းစတန်ချာချီလန်ဒီနီးလန်ကိုပဲကျင့်သုံးခဲ့တယ်မဟာဗျူဟာသမားပြီးပြီးဤဗျူဟာသမားတွေကိုလုပ်ငန်းတာဝန်တွေပေးလိုက်တယ်သူကိုယ်တိုင်အဆအဆုံးဝယ်မပါဘူးအဒလာကျတော့ဤဗျူဟာဘက်ကိုပိုအားတတ်တဲ့သူသို့ပေမဲ့သူ့ကိုယ်သူမဟာဗျူဟာသမားလို့အထင်ကြီးခံယူထားတာဒီတော့အကောင်လုံးကိုခြုံမြင်တတ်တဲ့အရေးအချက်မရှိဘူးဒါကြောင့် အကလူတွေကိုလက်မလွတ်နိုင်မဲ့နေရာတိုင်းမှာဝင်ပါတယ်။ဟစ်တလာရဲ့ဗိုလ်ချုပ်တွေဗိုလ်မှူးတွေအားလုံးဘာပဲလုပ်ချင်လုပ်ချင်ဟစ်တလာစီကိုအရင်တင်ပြရတယ်။ဗိုလ်ချုပ်တွေကမီးမြူဟာလုပ်ငန်းဆောင်တာတွေဆောင်ရွက်နေခြင်းစัจ जा မှာဟစ်တလာကကြောင်းခိုင်းလို့တို့လို့တန်လန့်နေဖြစ်အကုန်အစကပြန်ဆိုင်ရတာတွေဖြစ်လာတယ်။ပြီးတော့ဟစ်တလာကျွမ်းကျင်သူတွေရဲ့စကားကော ဟစ်တလာကချင်းချင်းသူတွေရဲ့စကားကိုနားမထောင်ဘူးစစ်တပ်တက်ကိုတနင်္လာကနေတနင်္လာပြောင်းရွှေ့တဲ့အခါဘယ်လိုရှုပ်ထွေးနေနေသလဲသူနားမလဲဘူးသူစိတ်ကူးပေါ်သလိုအမိတ်တွေထုတ်တယ်နေရာပြောင်းတယ်ဘသူပြောပြောနားမဝင်ဘူးသူ့အတွက်ကတိတ်ပွဲနိုင်ဖို့တအဓိကနေသွားတော့ရောပါ ဆက်လုပ်မှလဲမရေရဘူးမတိချဘူးဒီတော့ဂျာမနီနိုင်ငံကနမ်းပြောင်းနေတယ်ချင်းချင်းသူတွေကချင်းချင်းသူတွေကိုနေရာမပေးတဲ့ နေရာတိုင်းမှာဝင်ပါပြီးဆုံးဖြတ်ချက်အမားတွေချပေးနေတဲ့အယောင်ဆောင်ဘျူဟာဆရာကြီးကအုပ်ချုပ်နေတာပေါ့ဝင်းစပန်ချာကြီးကတော့သူ့မဟာဘျူဟာသူ့မဟာဘျူဟာသူ ရှင်းရှင်းလင်းလင်းမြင်ပြီးသားနားလည်ပြီးသားသူဖြစ်ချင်တာကကမ္ဘာအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့အမေရိကကိုဆက်ထဲဆက်ပွဲထဲမှာပါဝင်စေချင်တာဒီတော့ဒီရဲ့ချက်ကြီးအောင်မြင်ဖို့သာသူ့အတွက်အဓိကဖြစ်တယ် တိုက်ပွဲတွေကိုဦးဆောင်နေတဲ့ဘောချုပ်တွေကိုအသေးစိတ်ကြီးကြပ်ဖို့အချိန်မရှိဘူး။အဲ့လိုကြီးကြပ်ဖို့ကသူ့အလုပ်လည်းမဟုတ်ဘူး။သူ့လိုချင်တာကိုတခုနဲ့ပြောလိုက်တယ်။ညအာဖရိကဘက်မှာတိုက်ပွဲဖြစ်နိုင်နိုင်မှဖြစ်မယ်။နိုင်အောင်တက်ခဲ့ကြ။အကြောင်းပြချက်တွေမကြားချင်ဘူး။ဒါပဲ။ပြီးရင်သူတို့အလုပ်သူတို့ဆက်လုပ်ပါစေ။အမေအောင်မလို့နိုင်ရင်ရာထူးကနေဖြုတ်လိုက်တယ်။လုံးနိုင်မဲ့တယောက်ကိုပြောင်းခံတယ်။ဒီတော့ ဝင်းစတန်ချာချီမှာသူ့မဟာဗျူဟာအောင်မြင်ဖို့အတွက်လူအချင်းအာယုံတွေအားသွားတယ်။အရင်ကြီးတဲ့ဘက်ကိုအာယုံအပြည့်စိတ်လုံရသွားတယ်။ဝင်းစတန်ချာချီကအမေရိကန်လူထုရဲ့အမြင်ကိုပြောင်းချင်တယ်။ကောင်းဆောင်ကိုရောလူထုကိုပါစက်ပွဲထဲကို ပါဝင်ချင်လာအောင်ဆွဲဆောင်ဖို့ကြိုးစားတယ်။အမေရိကန်အမေရိကပါလာရင်မကြခင်မှာဂျာမနီအရင်နိုင်မှာပဲဆိုတာဝင်းစတန်ချာချီကသိတယ်။ဒီတော့ သူအမေရိကကိုအချိန်ပေါင်းများစွာသွားတယ်အမေရိကန်အစိုးရနဲ့အချိန်ပေါင်းများစွာတွေ့တယ်သူဖြစ်ချင်တာတွေကိုပြောပြတယ်သူ့ဘက်ပါလာအောင်ဆွဲဆောင်တယ်ဝင်းစတန်ချာချီကဒီလိုပြစ်မှတ်တစ်ခုတည်းကိုတက်တက်ချီဥတီစ조사သွားနေတဲ့အချိန်မှာတစ်ဖက်မှာဟစ်တလာကအမားကြီးတစ်ခုကိုလုံလိုက်တယ်ရုရှားကိုဝင်သိမ်းဖို့조사တာဟစ်တလာကဖြစ်တဲ့ကိုဝင်တိုက်တယ်ဂရိရှားတွေကလက်နက်မချဘူးဆိုတာသိသွားတော့သူစိတ်မရှိဘူး ချစ်ပါလဲတိတ်ချင်နေတယ်ဒီတော့တခြားတက်ပွဲတစ်ခုကိုထပ်ဆက်ဖို့သူစိတ်ကူးလိုက်တယ်ရုရှားနိုင်ငံကိုဝင်သိမ်းလိုက်မယ်ဆိုပြီးလွလွတ်တွေးရဒီလိုနဲ့ရုရှားကိုဝင်တိုက်ဖို့မြောက်ဘက်ကိုခြေတက်သွားတဲ့စစ်တပ်နှစ်တန်းပါတဲ့အီယမစစ်တပ်ကြီးလမ်းခလက်ရောင်းနေချိန်မှာသူစိတ်ပြောင်းသွားပြန်တယ်တမတ်ကနေတိတ်မယ်တဲ့ဒီလိုနဲ့စစ်တပ်ကြီးပြန်ဆုတ်လာတယ်အဲ့လမ်းတဝက်မှာဟစ်တလာကစိတ်ထက်ပြောင်းမြင်တယ်မြောက်ဘက်ကပဲကောင်းပါတယ်တဲ့ စက်တဲ့နှစ်တန်းပါတဲ့တက်ချစ်တစ်ခုလုံးကိုဒီလိုဟိုဘက်သွားခိုင်းလိုက်ဒီဘက်သွားခိုင်းလိုက်လို့နေတော့လမ်းခလိုက်မှာတွင် အချိန်အရန်ကုန်သွားတယ်။နားနဲ့ချီပြီးကြာသွားတယ်။အဲ့ဒီအချိန်မှာတိတ်ဆိတ်စွာပဲနှိမ့်နေကြလာတယ်။ရာဒီဥရုဆိုးလာတယ်ပြီးတဲ့အခါဘာဆက်ဖြစ်တယ်လဲဆိုတော့အလုံးသိမှာပါ။ရုရှားစစ်တပ်တွေကဂျာမန်စစ်တပ်ကြီးကိုအပြတ်တိုက်ခိုက်ချေမှုန်းပစ်လိုက်တယ်။အမေရိကန်ကပြစ်တိုက်နဲ့ပူးပေါင်းလိုက်တယ်။ ဒီတော့ဖြူပွဲမှာမဟာဖြူဟာသမားတွေတမတ်မိဖြူဟာသမားကတုံညက်ကျွန်တော်ကိုယ်တိုင်ကမိဖြူဟာသမားတယောက်ပါတောင်းတာကကျွန်တော်ကိုယ့်ကိုယ်ကိုဘာလဲဆိုတာသိတယ်မဟာဖြူဟာဘိုင်းမှာဝင်မပါဘူးမရောဘူးဒီလိုပဲမိဖြူဟာဘိုင်းမှာဝင်မပါတဲ့မဟာဖြူဟာသမားတွေနဲ့အလုံးလုံးရတာကိုကျွန်တော်သဘောကျတယ်အောက်ချမှုဒါရိုက်တာအမှုဆောင်ဒါရိုက်တာစတဲ့မဟာဖြူဟာဆရာကြီးတွေနဲ့အလုံးလုံးရတာအဆင်ပြေတယ် သူတို့လိုချင်တာကိုပြောလိုက်ကျွန်တော်ဖြစ်အောင်လုပ်ပေးမယ်မဖြစ်ရင်ကျွန်တော်ကိုအလုပ်ထုတ်လိုက်ကျွန်တော်ထက်ပိုတော်ပိုတက်တဲ့တယောက်ကိုထမ်းရှာသူတို့ကမဟာဗျူဟာကိုစဉ်းစားကျွန်တော်ကမိဗျူဟာနဲ့အကောင့်ထင်ဖို့သိအစဉ်ပြေတယ်တကယ်တော့တဲ့မဟာဗျူဟာသမားတွေကဘာလုပ်မလဲဆိုတဲ့အချက်ကိုပဲအဓိကစဉ်းစားတယ်ဘယ်လိုလုပ်မလဲဆိုတဲ့အချက်ကိုနီးပြဟာချမ်းကျင်သူတွေလက်ထဲကိုလွှဲလိုက်တယ်။နောက်ဆုံးပြမဲ့ကိုအာယုံစိတ်နေရာတိုင်းမှာဝင်မပါနဲ့။ဒါပါပဲ။ အာတာချက်ကအနှစ်ချက်ဖြစ်လာတဲ့အခါနယူးယောက်မှာကျွန်တော်အနုပညာတက်ကတော်တက်ခဲ့စဉ်တုန်းကပေါ့မြန်မာစစ်ပွဲမှာစစ်မှုထမ်းခဲ့မှုတဲ့အမေရိကန်စစ်တပ်ဟောင်းတယောက်နဲ့ကြားမှာတွေ့တယ်။သူကအဝေးဖြစ်တက်ဆိုင်ရဲ့ပုံကြီးသူရဲ့အဓိကတာဝန်က DMZ ဆိုတဲ့ area ကိုစောင့်ကြည့်ဖို့ DMZ ဆိုတာကမြောက်ဗီယက်နမ်နဲ့တောင်ဗီယက်နမ်ကြားကဘယ်သူမှခြေချခွင့်မရှိတဲ့ area တစ်ခု။အဲဒီ area ထဲဝင်လာတဲ့သူ ဘသူ့ကိုမဆိုတမ်းပြီးဖြစ်တာပဲ။သူကပြောပြတယ်။အဲ့ဒီ area အတွက်အဓိက အသုံးပြုတဲ့လက်နက်က lazy dog လို့ခေါ်တဲ့ lazy dog lazy dog ဆိုတာကအဝေးပြစ်အမြောက်တစ်မျိုးပဲအမြောက်ဆက်တဲမှာတန်ချောင်းသေးသေးလေးတွေတင်းတန်းချီပြီးအပြစ်အသိပ်ထည့်ထားတာပြင်းမဲ့ရဲ့အပေါ်တဲတဲမှာပကွဲအောင်လုပ်ထားတာအဲ့ဒီအမြောက်ဆန်အောင်မှာရောက်တဲ့တန်ဆိုးတဲ့တတ္တဝမှန်သမျ တက်တီးဖြော်စက်ထဲထည့်ဖြော်လိုက်သလိုပဲအပိမ့်မဲအဆဆပြုတ်ပြတ်ဖက်ကုန်တာ DMZ area တစ်ခုလုံးမှာအတန်နားထောင်ဆက်တစ်ခုအတန်နားထောင်ဆက်တွေမြုပ်ထားတဲ့အတန်တစ်ခုခုကြားပြီဆိုတာနဲ့လေးစီတော့သုံးလေးလုံးတော့လှမ်းပြစ်ထက်လိုက်တာပဲနောက်နေ့ကျမှအမြောက်ကျရာနေရာကိုသွားကြည့်တယ်သွေးတွေအမွှေးတွေတွေ့တဲ့အခောက်တွေရှိတယ်ဒါပေမဲ့လူမဟုတ်တဲ့တော့ကောင်တွေရဲ့အစိတ်အပိမ့်တွေပဲဖြစ်နေတာများတယ် ို့ကိုကျွန်တော်ကမေးတယ် lazy dog လို့ဈေးအဆမတန်ကြီးတဲ့လက်နဲ့နဲ့ပြစ်နေတာတော့တော်ခွေးတော့ပဲထိတယ်ဆိုတော့ပတ်စံနဲ့အလဟတာဖြစ်မနေဘူးလားပေါ့ဟုတ်တယ်တဲ့ဒူလန်ဝင်ခံတယ်အမေရိကန်စစ်တပ်ရဲ့အဓိကအားနည်းချက်ကမိပညာမြင့်တဲ့စစ်လက်နက်တွေမှမရှိရင်စစ်မတိုက်တတ်တော့ဘူးတဲ့မြန်မာဘက်ကလည်းဒါကိုသိတယ်ဈေးအဆမတန်ကြီးတဲ့မိပညာအသစ်တွေကိုပိုင်ဆိုင်အသုံးပြုနေတဲ့ အမေရိကန်စစ်တပ်ကအာသာနေမှာပဲဆိုတာဗီယက်နမ်တွေကနားလေတယ်။ဒီပညာအသုံးချလို့ရတဲ့အခိုက်အတန့်မျိုးမှာဆိုရင်တော့အမေရိကန်တွေကိုသူတို့အနိုင်တိုက်နေတယ်။သူကမေးတယ်။ဗီယက်နမ်တွေရဲ့လက်ဆွဲလက်မှတ်ရေဒါဒီပညာကိုကြားဘူးသလားတဲ့။အမေရိကန်ရဟတ်ယာဉ်တွေကိုပြစ်ချတဲ့အခါအဲ့ဒီဒီပညာကိုသုံးကြတယ်တဲ့။ဒါလေလက်မရီတာဆိုတာကျွန်တော်မသိဘူးသူကရှင်းပြတယ်။နေထဲမှာပြန်နေတဲ့အရာကိုတင်းနဲ့နဲ့ဖြစ်တယ်ဆိုတာ အဲ့ဒီပြင်မှတ်နဲ့တင်းနဲ့ပြောင်းနဲ့ဘယ်တော့ဝေးတယ်လဲဆိုတဲ့အချက်ပုံမှာပဲမူတည်တယ်ဗျကျွန်တော်ကျွန်တော်တို့အမေရိကန်စစ်တပ်ဘက်မှာအဲ့ဒီအချက်ကိုအဓိကထားပြီးအနည်းအဝေးတင်တာတဲ့ဤပညာတွေအများကြီးထင်ထားတယ်ပြစ်လို့ရပြီလားချိမလားရဲမလားဟိုဘယ်နှနေရအတွင်းရောက်ရင်ဘယ်လိုပြစ်မလဲဘယ်လိုပြစ်ရမလဲစသဖြင့်အစုံမဲအေးရန်နေဘက်မှာတော့အဲ့ဒီအစင်းမြင့်ဤပညာတွေမရှိဘူး အမေရိကန်ဘက်ကရဟန်းရင်ဒဇင်ကောင်းဘော်ကဖျက်ပြန်သွားတယ်ဆိုပါစို့။အောက်ကလှမ်းကြည့်နေတဲ့ဗီယက်နမ်စစ်သားကလက်ကိုအရင်ဆန်းလိုက်တယ်။လက်မတစ်ချောင်းထောင်းတယ်။ရဟန်းရင်ကိုလက်မနဲ့ကားပြီးကြည့်ကြည့်တယ်။သူ့ရဲ့မြင်ကွင်းထဲမှာရဟန်းရင်ကလက်မထက်ကြီးနေပြီဆိုရင်ဗာဒနန်းနဲ့ပြပြပြစ်ချလို့ရပြီ။ရဟန်းရင်ကလက်မထက်သိနေသိရင်ပြစ်လို့မမိသေးဘူးတဲ့။ဒါပဲဗျ။ ကဲဘယ်တော့ညံကောင်းသလဲသူရဲ့ဤပညာကအင်မတန်ရွေးရှိနေလေသမားဘာကြောင့်သားကအစားအဲ့ဒီဤပညာကိုသုံးလို့ရနေတယ်ဒါကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့အနေနဲ့ဤပညာဆိုတဲ့အရာရဲ့မျက်နှာစာနှစ်ခုကိုမြင်နိုင်တယ်တစ်ဖက်မှာဒေါ်လာသန်းပေါင်းများစွာသုံးပြီးတည်ရှင်ထားတဲ့ဤပညာအဲ့ဒီတည်ထွင်မှုကြောင့်ပုဂ္ဂိုလ်ကိုစိတ်လုံခြုံတယ်လို့ခံစားရပေမဲ့တကယ်တမ်းကျတော့အလုံးမဖြစ်ဘူးကျွန်တော်စိတ်ထဲမှာကိုကဤပညာအရင်ကောင်းမှ ငါတို့တာမဆိုပြီးတွေးထားတာခင်အမီဆုံးအနဲ့နဲ့ဆုံးဈေးအကြီးဆုံးဤပညာတွေရှိမှရမယ်ဆိုတဲ့ယုံကြည်မှုကြီးတစ်ဖက်မှာကြတော့ပတ်စံတော်သုံးစရာမလိုဘူးအနီးနားတဝိုက်မှာရှိတဲ့ပစ္စည်းကိုပဲသုံးမယ်ချက်တွန်းညံကိုသုံးမယ်ထိရောက်အောင်လုပ်မယ်ဒါဆိုရင် ကိုတည်ချွေမှုကိုတခြားသူတွေပါလက်ခံခုံမင်လာကြမယ်ဤပညာကိုကိုးကွယ်ရတာလည်းပါတယ် ပဲပြဿနာကိုမဆိုနိပညာအသေးတွေနဲ့ဖြေရှင်းနိုင်လိုက်မယ်ဆိုတဲ့ယုံကြည်ချက်ပေါ့ဒါပေမဲ့ဒီလိုအယုံကြည်လွန်သွားတဲ့အခါနိပညာဆိုတဲ့အတာချက်ဟာတကယ်အားနည်းချက်ကြီးဖြစ်သွားတယ်တကယ်တော့နိပညာထက်စိတ်ကူးကပိုမြင့်ရေးကြီးပါတယ်ကောင်းမွန်တဲ့ထီရောက်တဲ့စိတ်ကူးတစ်ခုကိုနိပညာနဲ့ပံ့ပိုးပေးတာပေးတာဒီသာ အမှန်ကန်ဆုံးပဲဘယ်အချိန်ဘယ်နေရာဘယ်လိုရည်ရချက်တွေအတွက်သုံးမလဲဆိုတာကလည်းအရေးကြီးတယ် ဉာဏ်ပညာဆိုတဲ့အရာဟာဓာတ်တစ်ချောင်းလိုပဲအယုဘကကိမလားအတောဘကကိမလားစောပြိုက်ချက်မမဖို့လိုတယ်အသေးစိတ်ဂျက်ကစ်စတီဝတ်က Formula 1ကားပြိုင်ပွဲရဲ့ကမ္ဘာဖလားကို၃ချိန်တိတိစခုထားတဲ့သူ လူတွေကပြောကြတယ်ဂျက်ကစ်စတီဝတ်ရဲ့အဓိကအားသာချက်တစ်ခုကမိုးရေရေထဲမှာသူများတဲ့တအောင်မောင်းနိုင်ခြင်းမဲတဲ့ ိုးတဲ့ထဲမှာကားပြင်ရတယ်ဘယ်သူမှမကြိုက်ဘူးဒါပေမဲ့ Jackie Stewart ကမိုးရွာလေးမကြိုက်နေပဲရေများလေးကောင်းလေးချိန်ပွဲအတွင်းမိုးရွာပြီးဆိုရင် တခြားကားသမားတွေက Jackie Stewart ရဲ့အမြန်နှောင်းကိုလိုက်မရှင်ရဲဘူးမိုးရေထဲမှာသူ့ကိုမကြော်ရဲဘူး Jackie Stewart ကမိုးရေထဲမှာမောင်းရတာကိုသဘောကျလန်သူတို့သိတယ် Jackie Stewart ကပ္ပလာ၃ချိန်ရခဲ့တဲ့အကြောင်းရင်းထဲမှာအဲ့ဒီအချက်လည်းပါတယ် သူပြင်ကားမသမားဘွားကလည်းအနာယူလေးမှဖြေထားတဲ့အင်တာဗျူးတစ်ခုရှိတယ်။အဲဒီအင်တာဗျူးမှာသူကပြောတယ်မိုးရေထဲမှာကောင်းမောင်းရတာကိုသူလုံးဝမကြိုက်ဘူးတဲ့။ပြင်ကားကောင်းမောင်းသမားတွေကယုံကြည်နေကြတဲ့ကောလာဟာလာတစ်ခုကို သူအကျိုးရှိအောင်တုံချလိုက်တာ။ဒါမှမိုးရေထဲမှာဆိုသူ့ကိုကြုံမတက်ရဲတော့မှာတဲ့။ပြီးတော့ကပတ်ဖလားကိုတုံးချိန်ရခဲ့တာကလည်းကောင်းမောင်းလာမြင်တာတစ်ခုတည်းကြောင့်မဟုတ်ဘူး။အောင်းနောက်တုံးမြေမောင်းလို့နိုင်ခဲ့တာ။ ူကပြောတယ်ဗြဟ္မနီယာကနေပန်းဝင်ခြင်းရင်တန်းဝင်တဲ့အထိပြင်နိုင်ဖို့ကအရေးကြီးတယ်တဲ့ဘာလို့လဲဆိုတော့တန်းဝင်တဲ့စီးအထိရောက်မလာပဲလမ်းဖလဲမှာတင်ပေါက်သွားတဲ့ကာသမားတွေအများကြီးပဲအကွေတွေမှာလှလပပအချိန်နဲ့ကွေပြချင်းကြတဲ့ကာသမားတွေကိုဂျက်ကီစတီဝတ်ကချိမရဘူးလှလပပတရွတ်ဆွဲပြီးကွေလိုက်တော့ကြည့်ရတာတော့လှနေတယ်ပရိသတ်ကသဘောကျတယ်ဒါပေမဲ့ဒီလိုမစင်မချင်းပေါင်းတော့ ကားပြီးတာယာတွေတာယာသားတွေပါကုန်တယ်တာယာပါကတော့ကားပြင်စခန်းကိုဝင်ရတယ်အဲ့ဒီအချိန်မှာအချိန်ဆက်ဆက်ကန်းလောက်ပူကြသွားမယ်ဒီဆက်ဆက်ကန်းဟာဘရမဆုနဲ့ဒါသမဆုကိုခွဲထားပြီးမှဆက်ဆက်ကန်းဖြစ်သွားနိုင်တယ်ဂျက်ကီစတီဝတ်ကသူ့ကားကိုတိတ်ခီးကိုစိုက်တယ်အကွက်တွေမှာညင်သာချောမွေ့နေအောင်ကွေးတယ်တာယာမပန်းအောင်ထိုင်တယ်ဒါအစိုက်အပန်းတစ်ခုခုဖြည့်ဆည်းသွားရင်ပန်းဝင်ဖို့မဖြစ်နိုင်တော့ဘူးပန်းမဝင်ရင်ဘရမလည်းမရနိုင်တော့ဘူး ပြီးတော့ Jackie Stewart ကအပြင်မှာဆိုရင်ကားမမမကားဆရာငှားထားတယ်။ဘာလို့လဲဆိုတော့တခြားပြင်ကားသမားတွေကအပြင်မှာမောင်းကြတဲ့အခါပြင်ပွဲထဲမှာလိုပဲမောင်းချင်ကြတယ်။ဒါကြောင့်ကားတိုက်မှုတွေဖြစ်တဲ့အသက်ဆုံးတယ်။ပြီးတော့ကမန်လမ်းမတွေကပြင်ပွဲထဲကလမ်းကြောင်းတွေထက်အစာပေါင်းများစွာ ပိုပြီးအန္တရာယ်များတယ်။ပြင်ပွဲမှာကအလုံးကဥတီယာတစ်ခုတည်းကိုမောင်းတာ။ပြင်ပွဲမှာမောင်းတဲ့သူတွေကကြံ့ကျင်သူတွေ။ အမလမ်းမတွေမှာကဒီလိုမဟုတ်ဘူး။ Jackie Stewart မတိုင်ခင်က ကပဖလားအရင်ရထားတဲ့ My Horton ဆိုတာရှိတယ်။ကားတိုက်ပြီးဆုံးသွားတာ။တမန်လမ်းမမှာတမန်ကားတစ်စီးကိုကြော်ထပ်ဖို့ကြိုးစားရင်မျက်နှချင်းဆိုင်ကလာနဲ့လာတဲ့ကားနဲ့တက်တက်ကြီးတိုက်မိတာ။ကားပြိုင်ပွဲမှာမျက်နှချင်းဆိုင်ကလာမဲ့ကားမရှိဘူး။ဒါကြောင့် Jackie Stewart အပြင်မှာကားမမောင်းဘူး။အပြင်မှာမောင်းဖို့ကသူ့အလုပ်လည်းမဟုတ်ဘူး။ အပြင်မှာကားမောင်းဖို့အတွက်ကျွန်းကျင်သူပေါ်လက်ခပေးပြီးငှားထားလိုက်တယ်။အဲ့ဒီကားဆရာကဂျက်ကီစတီဝတ်ကိုကားပြန်ပွဲကွင်းစီရောက်အောင်ပေးရန်ကင်ကင်မောင်းပို့ပေးလိုက်မယ်။ဂျက်ကီစတီဝတ်ကအဲ့ဒီလိုအရာရာတိုင်းမှာကြီးစိတ်တဲ့သူကားပြန်ပွဲပြင်ပြီးဆိုရင်လည်းသူ့ရဲ့တီးတန့်ဆောင်ဝင်ကိုခေါ်သွားတယ်။စိတ်ပြစ်စီပေးပါယူလာခိုင်းတယ်။ဒါမှမတော်တဆကားမောက်ခရင်ချက်ချင်းကုသခုပေးမဲ့သူရှိမှာ။ပြင်ပွဲထဲမှာကားမောက်ပြင်းတဲ့ ဆင်းရုံကိုအချိန်မီမရောက်လို့ဆုံးမသွားတဲ့ဒါပြင်ကားမောင်သမားတွေသူတွေ့ဖူးတယ်။ဘယ်လိုဆရာဝန်ကိုငားထားရမလဲဆိုတာကိုလည်းသူတီချာစဉ်းစားသေးတယ်။ခွဲစိတ်ဆရာဝန်တော့ခေါမထားဘူးဗျ။ပြင်ပွဲကလည်းမှမခွဲစိတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ဒါကြောင့်မေဆင်းဆရာဝန်ကိုခေါ်ထားတယ်။တခုခုဆိုရင် ကျွန်တော်ကိုမေဆေးပေးအသက်မသေးအောင်ထိန်းထားပေးဆင်းရုံရောက်တဲ့အချိန်အသက်ကိုဆွဲဆန့်ပေးထားရင်ရပြီတဲ့။ဂျက်ကင်စတီဝတ်ကထပ်ပြောသေးတယ်။ တခြားသူတွေထက်သူကနှာတစ်ဖြာတာနေတဲ့အကြောင်းရင်းကသူ့မှာ dislike စီရလို့ခေါ်တဲ့စာရေးစာဖတ်ခက်ခဲတဲ့ရောဂါရှိလို့တဲ့သူငငယ်တော့ကအဲ့ဒီရောဂါအကြောင်းလူတွေသိမသိကြသေးဘူးဒီတော့သူ့ပေါ်စာမရေးတဲ့မဖတ်တတ်တဲ့ငတုံးလိုပဲသတ်မှတ်လိုက်ကြတယ်ဒီတော့သူများထက်တော်ချင်ရင်သူ့မှာတဆတ်တိုးပြီးကြိုးစားရတော့မယ်သူများထက်ပိုပြီးအာရုံစိုက်ရမယ်ကံကောအားကိုးနေလို့မရဘူး သူများတွေသတိမထားမိတဲ့အသေးစိတ်အချက်အလက်လေးတွေကိုသတိပြုနေရမယ်။ဘယ်နေရာမှာမစိုးဘယ်အချိန်မှာမစိုးအသေးပွဲလေးတွေကအစအာယုံစိတ်ညှလနေရမယ်။ဘယ်လိုပဲအရင်မပါတဲ့အသေးအဖွဲအရာတွေဖြစ်ပါစေအလင်းတင်လာတဲ့အခါအာသာချက်တစ်ခုဖြစ်သွားနိုင်တယ်။အခွင့်အရေးတစ်ခုအဖြစ်အသွင်ပြောင်းသွားနိုင်တယ်။သူများထက်နှစ်တပြားတာသွားနိုင်တယ်။ဒါကြောင့် Jackie Stewart ကတာမန်လူတွေသတိမထား ကျော်သွားတဲ့အသေးအဖွဲအချက်လက်တွေကိုပါအာယုံစိတ်လေးလာတယ်။သင်္ကန်းမောင်းသူအလုံးကအမြင်အတန်အထိအတွေးဆိုတဲ့အာယုံ၃ပါးကိုအဓိကထားအားစိတ်တယ်။ Jackie Stewart ကကြတော့အဲ့ဒီအာယုံတွေအပြင်အနက်အာယုံကိုပါသတိပြုပြီးအသုံးချတယ်။ပြင်ပွဲတစ်ပွဲမှာတော့ငါအကွေတစ်ခုကိုဥတီမောင်းလာခဲ့တဲ့အချိန်မှာ Jackie Stewart နှာခေါင်းထဲမှာအနက်တစ်ခုရတယ်။ပြင်ထားတာမှကြာသေးတဲ့ဆိုင်အနက် သူချက်ချင်းပဲလိပါကိုလျှော့လိုက်တယ်။အကွေကိုဖြည်းဖြည်းချင်းဝင်နေ။ရှေ့မှာပိုလိုပလန်ပေါက်နေတဲ့ပြင်ကားတစ်စီးတွေ့တယ်။လမ်းချော်ပြီးဘေးမြက်ခင်းတဲကိုတိုးဝင်သွားတာ။ကားပြီးနဲ့ဖြတ်ကျိတ်ပြထားတဲ့မြက်တွေအပိမ့်ပိမ့်ပြက်နေတယ်။အဲ့ဒီကားရဲ့အပိမ့်အစတွေယူထွက်နေတဲ့အင်ဂျင်ဝိုင်းအကွက်တီကိုအသာရှောင်ရင်း Jackie Stewart ဆံပေါင်းလာတယ်။သူနောက်ကလိုက်လာတဲ့ပြင်ကားတွေကအဲ့ဒီအနံ့ကိုသတိမထားမိဘူး။ အလိထမိခဲ့ရင်လည်းစိတ်ဝင်စားကြဖို့ထင်တယ်။စီကွက်တွေကိုနှွေးမြီးတစည်းပြီးတစည်းလမ်းချော်ကုန်တယ်၊မှောက်ကုန်တယ်။ဂျက်ကီစတီဝတ်ကတော့ပထမနဲ့ပန်းဝင်ပြေးနိုင်သွားတယ်။ခြုံပြောရရင်ပိုသတိမထားမိလိုက်တဲ့အသေးအဖွဲကိစ္စတစ်ခုဟာနောက်တစ်ချိန်မှာကိုယ့်ကိုကြာရှုံးစေမယ့်အဓိကအချက်ဖြစ်နေတဲ့တည်းဒီလိုပဲပိုသတိပြုံးမိထားတဲ့အသေးအဖွဲကိစ္စတစ်ခုဟာလည်းနောက်တစ်ချိန်မှာကိုယ့်အောင်မြင်မှုရဲ့မျိုးစစ်ဖြစ်လာနိုင်တယ် ဟုတ်ကဲ့ပါရှင်အဆုံးဖြည့်နားဆင်ပေးခဲ့တဲ့သူတို့တောင်းချင်စီကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်လာမယ့်အပိုင်းစက်တင်မှာထပ်တွေ့ကြပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်